ဇွန်လ3ရက်နေ့ည8နာရီကျော်အချိန်ကကင်ပြည်နယ်ကော့ကရိတ်ခရိုင်ကော့ကရိတ်မြို့တီးတန်းအချုပ်ထောင်မှာအချုပ်ထောင်ဖောက်ပြီးထွက်ပြေးခဲ့တဲ့တရားခဏ9ဦးအနက်တရားခဏ2ဦးကိုညရင်းချင်းပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ကင်ပြည်နယ်ကော့ကရိတ်ခရိုင်ကော့ကရိတ်မြို့အမှတ်9ရပ်ကွက်ဘော်ဒီကျောင်းလန်းရဲစခန်းရဲ့မြောက်ဖက်တမိုင်ကန်အကွာရှိတီတက်အချုပ်ထောင်မှအချုပ်သား9ဦးဖောက်ထွင်းထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။ အချုပ်ထောင်မှခုနှစ်ဦးထွက်ပြေးသွားကြောင်းအချုပ်ထောင်တာဝန်ခံဒူရဲအုပ်တင်လှရဲ့သတင်းပေးပို့ချက်အရကော့ဂရိတ်ခရိုင်ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးတန့်စင်လင်မြို့နယ်ရဲတပ်ဖွဲ့မှဒူရဲမှူးခင်မောင်အေးနဲ့ရဲတပ်ဖွဲ့ဝင်များကတွားရောက်စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအချုပ်သားခဏဦးဟာအချုပ်ခန်းဘူးဝအပေါ်သို့တက်ပြီးတိုင်အမှတ်26တက်သားတိုင်အားဆွဲခွာက၎င်းကတဆင့်ဘူးဝအပေါ်ဘက်လူတကိုစာကတ်လွတ်နေတဲ့မျက်နှာချက်ပေါ်ကကြော်တက်ကတဖက်ခန်းမအချုပ်ခန်းမျက်နှာချက်ကြားခွက်အတိုင်းဖြတ်ကျော်ကတရားခန်းများထုံထောင်ထားခြင်းမရှိတဲ့အခန်းလွတ်နောက်ကျောဘက်မှတဆင့်၎င်းတို့ရဲ့လုံချီများချစ်ပြီးကျိုးတဲ့ဖွဲအုံပြုကမျက်နှာချက်ထုတ်တန်းတစ်ခုကိုဖျက်ဆီးပြီးထွက်ပြေးသွားခဲ့ကြောင်းရဲစခန်းမှတ်တမ်းများအရာသိရပါဗျာ။ အဲ့ဒီထောင်ပေါက်ထွင်းထွက်ပြေးသူများအနက်အချုပ်သားစောဝါဝင်အားချက်ချင်းပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်းလည်းသိရပါဗျ။အချုပ်ခံအားဖောက်ထွင်းထွက်ပြေးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကော့ဂရိတ်ရဲစခန်းမှပ306မြင်းဆောင်2019ဇာတ်သက်ကြီးပုံမှ224နဲ့အရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။